်မင်္ဂလာပါရှင် Rocky the Storyteller YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ကျွန်မပြောပြချင်တာကတော့ကျွန်မတို့မြန်မာနိုင်ငံမှာလည်းနေခဲ့ဘူးတဲ့ကမ္ဘာအတော်ဆုံးဆိုတဲ့နှလုံးခွဲစိတ်အထုကုဆရာဝန်ကြီးများစီးရင်ထဲမှာပါတဲ့ဩစတြေးလျနိုင်ငံကဒေါက်တာဗစ်တာချန်အသက်ခံရတဲ့အမှုကိုကျွန်မကပြပြချင်တာဖြစ်ပါတယ် သူကဘလောက်တောင်းတော်သလဲဆိုတော့သူ့စာပနာကိုဩစတြေးလျနိုင်ငံရဲ့နိုင်ငံတော်စာပနာအနေနဲ့လုတ်ခဲ့ကြပြီးတော့သူတည်ပြီးတဲ့နောက်မှာဩစတြေးလျနိုင်ငံကသူ့ကို Australian of the Century ပေါ့ရာစုနှစ်တစ်ခုမှာတယောက်ထွန်းတဲ့ဩစတြေးလျနိုင်ငံသားလို့ဂုဏ်ပြုချင်းခံရတဲ့အထိထူးချွန်ထက်မြက်တဲ့နှလုံးရောဂါရှင်အများကြီးရဲ့အသက်ကိုကယ်ခဲ့တဲ့ကပ္ပနှလုံးအစာထိုးခွဲစိတ်ကုသမှုကဏ္ဍမှာအလွန်အရေးပါခဲ့တဲ့ပိုင်အိုနီယာ နှလုံးအစားထိုးခွဲစိတ်အထူးကုဆရာဝန်ကြီးတယောက်ဖြစ်ပါတယ်။ဒီလောက်တော်တဲ့သူကိုဘသူတွေကများဘာဖြစ်လို့တပ်ပစ်ချင်ရတာလဲ။လူသက်သမားတွေနောက်ဆုံးဘာဖြစ်သွားလဲဆိုတာကိုသိရဖို့အတွက်အဆုံးထိနားထောင်ကြည့်ဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်။ဒေါက်တာဗစ်တာချန်အသက်ခံရတဲ့အကြောင်းကိုမပြောပြခင်မှာကျမမိတ်ဆွေတို့ကိုဒီနောက်ခံအကြောင်းတရားလေးကိုအရင်ဆုံးနားလည်အောင်ပြောပြထားချင်ပါတယ်။ 1980ကျော်ကာလကနေစပြီးတော့ဩစတြေးလျနိုင်ငံမှာအာရှသားဒုစရိုက်ဂိုင်းတွေအများကြီးပေါ်လာခဲ့တဲ့တဲ့သူတို့တွေကခိုးဆိုးဓမြတိုက်တယ်ပြည်သူလုံငန်းတွေလုပ်တယ်ပေါ့စသဖြင့်အဲ့လိုမကောင်းတာတွေအကုန်လုပ်ကြတယ်ပေါ့နော်မကောင်းတဲ့ဒုစရိုက်မှုမျိုးစုံကိုအုပ်စုဖွဲ့ကျူးလွန်ပြီးတော့တောင်းချမ်းနေတဲ့အတွက်ကြောင့်ရေးတွေကတောင်မှသူတို့ကို Special Police Task Force တွေဖွဲ့ပြီးတော့နိုင်နေရတဲ့အဆင့်ကိုရောက်လာခဲ့တယ် 1992ခုနှစ်ကိုရောက်လာတဲ့အခါမှာလေဒီအာရှတာဒူးဆိုင်ဂိုင်းနေရဲ့ပုံစံမျိုးစုံကရန်အားကြီးနေတော့မို့လို့ဩစတြေးလျရောက်အာရှသားတွေကြားမှာကောလူဖြူတွေကြားမှာပါအကြောက်တရားကြီးစိုးနေတဲ့ကာလဆိုပြီးတော့သတင်းတစ်ခုမှရေးထားတာကိုဖတ်ရပါတယ် ဩစတြေးလျနိုင်ငံရေးတွေက1992ခုနှစ်မတ်လ10ရက်နေ့မှာဒီ Task Force Oak ဆိုပြီးတော့ဖွဲ့ပြီးတော့အာရှသားတွေကျူးလွန်တဲ့မူခင်းတွေကိုစုံစမ်းဖော်ထုတ်နေကြတယ်။ဒါလေးကနောက်ခံခြေအနေလေးကိုမြင်အောင်ကြိုပြီးတော့ပြပြထားတာပါ။အဲ့ဒီနေ့ကဇာတာပတိနေ့ပါ1992ခုနှစ်ဇူလိုင်လ4ရက်နေ့မှာပေါ့။အ ဲ့ဒီမနက်ကို ကျွန်မမမိနေပါသေးတယ်။ကျွန်မနဲ့ကျွန်မယောက်ျားတို့ရှရှပပမနက်စာတူစားပြီးတော့စကားစမိပြောခဲ့ရတဲ့ရက်ပေါ့။သူကအလုပ်အရမ်းများတဲ့သူဆိုတော့မနက်တိုင်းအိယာနိုးပြီးတာနဲ့ရေမိုးချိုးပြီးရင် ကော်ဖီတစ်ခွက်ကိုဆွဲသွားပြီးဆေးရုံသွားရင်လမ်းမတောက်သွားတတ်တဲ့သူ။ဆိုတော့ကျွန်မတို့နှစ်ယောက်အဲ့ဒီမနက်လိုမျိုးမနက်ခင်းလေးမှာစကားလေးတွေပြောပြီးတော့ကော်ဖီအတူတောက်ရတယ်မနက်စာအတူစားရတယ်ဆိုတာကတကယ်ကိုဖြစ်တောင့်ဖြစ်ခဲ့ပါပဲ။တကယ်စိတ်ချမ်းသာခဲ့ရတဲ့မနက်ခင်းလေးပါ။ ပြီးတော့မနက်9နာရီခွဲမှာသူကကျမကိုနှုတ်ဆက်ပြီးတော့သူ့ကားပေါ်ကိုမောင်းထွက်သွားခဲ့ပါတယ်။ပြီးတော့ထုံးစံအတိုင်းကျမတို့နှစ်ယောက်ကဖုန်းနဲ့စကားဆက်ပြီးတော့ပြောနေခဲ့ကြတယ်လို့ဒေါက်တာဗစ်တာချန်ရဲ့ဇနီးအန်က Sydney Morning Herald တင်းချန်နယ်ကိုပြောပြနေတာပါ။အဲ့ဒီမနက်ကသူ့ယောက်ျားကိုအသက်ရှင်လျက်နေသူနောက်ဆုံးတွေ့ခဲ့ရတာပေါ့အဲ့ဒီနေ့ကလင်မယားနှစ်ယောက်နောက်ဆုံးမနက်စာအတူစားခဲ့ရတဲ့မမေ့နိုင်တဲ့အမတ်တရားနေ့လေးဖြစ်သွားခဲ့ပါတယ်တဲ့ အဲ့ဒီမနက်ကသူမိမနဲ့မနက်စာတူစားပြီးတဲ့နောက်နှလုံးအစားထိုးခွဲစိတ်ကုပါရဂူကြီးဒေါက်တာဗစ်တာချန်ကမဇဒီကအတစ်ကြီးကိုမောင်းပြီးတော့သူအလုံးလုံးနေတဲ့ Saint Vincent Hospital ဘက်ကိုမောင်းလာခဲ့ပါတယ် သူသားသမီးတွေရဲ့အဆိုအရဆိုရင်ဒေါက်တာဗစ်တာချန်ရဲ့တခုတီတော်ဝါဒနာနဲ့စိတ်အပန်းဖြေရာကတော့သားသမီးတွေနဲ့ကားရှောင်မောင်းနေရရင်သူကအယံပြောတယ်တဲ့ကားဝါဒနာရှင်ပေါ့ဒါကြောင့်သူ့မှာတခြားကားကြီးကားကောင်းတွေအများကြီးရှိနေတာတောင်မှဒီမာစတီကားကြီးကိုသူကထောက်ဝယ်လိုက်တာမကြသေးဘူးအဲ့ဒီမနက်မှာမနက်တိုင်းသူဆေးရုံသွားတိုင်းသွားနေကြလမ်းကြောင်းအတိုင်းပဲမောင်းလာခဲ့တာပေါ့သူက speed bridge ပေါ်ကိုကားဖြတ်မောင်းလာတဲ့အချိန်မှာမနက်9:45လောက်ရှိပြီ ဲ့ဒီအချိန်ကလေးကသူ့ကားနောက်မှာလူဆိုးနှစ်ယောက်ရဲ့ Toyota Corona ကားကလိုက်လာနေခဲ့ပြီဆိုတာ तू မသိသေးဘူးအဲ့ဒီလူဆိုးနှစ်ယောက်ကမလေးရှားနိုင်ငံသားတွေဩစတြေးလျမှာလူမိုက်လာလုပ်နေတဲ့သူတွေပေါ့နာမည်တွေကတော့ Philip Lim နဲ့ Choi Sang Liu လို့ခေါ်တယ် ဒေါက်တာဗစ်တာချန်ကသူ့ကားလေးကိုဒီ Speed Junction ဘက်ကိုမောင်းလာပြီးတော့ Bridge Point Shopping Center ကိုကြော်ပြီးတော့ဆက်မောင်းလာခဲ့တယ်။ပြီးလို့ရှိရင်ဒီ Mosman ဘက်ကဒီတီပုံစံပေါ့နော် Junction လမ်းဆောင်တစ်ခုအနားကိုရောက်လာတဲ့အခါမှာတော့နောက်ကလိုက်လာတဲ့ Toyota ကားလေးကဒေါက်တာဗစ်တာချန်ရဲ့ကားကိုအနောက်ကနေဝင်ကျုံးလိုက်တယ်။ဒေါက်တာဗစ်တာချန်ကကားကိုလမ်းမေးကိုအမြန်ထိုးရက်လိုက်ရတယ်။အဲနောက်ကနေဝင်တိုက်တဲ့လင်းကဒေါက်တာဝိတာချန်ရဲ့ကားရှိကိုဝူးခနဲ့ကြော်ပြီးတော့ရက်လိုက်တယ် ဒီအဖြစ်ပြက်တွေဖြစ်သွားတာကအရင်တုန်းက long street လို့ခေါ်တဲ့ snail street snail street ရဲ့လမ်းမပေးမှာပေါ့နော်လင်းမြက်အစီအစဉ်ကဩစတြေးလျမှာစီးပွားဖြစ်ပြီးတော့ချမ်းသာနေတဲ့အာရှသားတတိယတယောက်စီကနေပြီးတော့ဒေါ်လာ3တန်းလောက်ငွေညစ်ပြီးလို့ရှိရင် तू ကအနိုင်ခံတဲ့လောင်းကစားရုံတွေထောင်မဲဆိုတဲ့အစီအစဉ် तू ကဒေါက်တာဗစ်တာချန်နောက်ကိုရည်ရွယ်ချက်ရှိရှိနဲ့လိုက်လာခဲ့တာ ။လွန်ခဲ့တဲ့နှစ်လလောက်ကဒေါက်တာဗစ်တာချန်အကြောင်းကိုသူတို့သတင်းစာမှာတွေ့လိုက်ရကြတဲ့အဒီလူဟာသူတို့ချမ်းသာအောင်လုပ်ပေးနိုင်မဲ့သူသူတို့ရဲ့သားကောင်ပဲဆိုတာကိုမှတ်ထားခဲ့ကြပြီးတော့ဒေါက်တာဗစ်တာချန်အကြောင်းကိုသူတို့ကလေ့လာနေခဲ့ကြတယ်။အဲ့ဒီနဲ့မတိုင်ခင်မှာသူတို့ကဒေါက်တာဗစ်တာချန်အိမ်ကိုသွားပြီးတော့ဇနီးနဲ့အိမ်သားတွေကိုတစားခံနေနဲ့ဖမ်းပြီးပြန်ပေးဆွဲပြီးငွေညစ်ဖို့စူးစမ်းခဲ့ကြသေးတယ်။ဒါပေမဲ့သူတို့အိမ်ရှိကိုရောက်လာတဲ့အခါမှာ သူ့မိမနဲ့ကလေးတွေအပြင် အခြားကားတစ်စီးကိုလည်းသူတို့ကထပ်တွေ့ရတဲ့အတွက်ကြောင့်လက်လျှော့ပြီးတော့ပြန်လာခဲ့ကြတယ်။အဲ့ဒါနဲ့သူတို့ကနောက်ရက်ကိုလည်းတခါပြန်ပြီးတော့အဲ့ဒီအိမ်ကိုပြန်သွားချောင်းတယ်။ဒါပေမဲ့ရှေ့ရက်မှလိုပဲသူတို့ကအခွင့်အရေးမရခဲ့ဘူး။ဒါကြောင့်မို့လို့သူတို့ကအစီအစဉ်ပြောင်းပြီးတော့ဒေါက်တာဗစ်တာချန်ကိုလက်မပေါ်မှာပဲပြန်ပေးဆွဲပြီးတော့ဒါမှမဟုတ်လို့ရှင်ချင်းချောက်ပြီးတော့ငွေညစ်ယူကြမယ်ဆိုပြီးတော့စီစဉ်ခဲ့ကြတာ။ အစတုန်းကတော့လူဆိုး၃ယောက်ပေါင်းပြီးတော့ဒီအစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့ပဲသူတို့အကြံအစီကိုအကောင့်ထဲပေါ်ဖို့ရှေ့ရအလိုမှာတငယ်ချင်းတယောက်ကအဲ့ဒီအဖွဲ့ကနေနှုတ်ထွက်သွားခဲ့တယ်။ဒါကြောင့်မို့လို့ဒီနေ့မှာတော့ Philip Lim နဲ့ဒီ Tucson Liu ပဲကြံခဲ့တယ်။တရုတ်တန်ထွက်တွေကတော့မန်ချင်မမှန်မယ်ပေါ့နော်နာမည်ကသူတို့နှစ်ယောက်ကဒေါက်တာ Victor Chan ရဲ့ကားကိုလမ်းဘေးမှာရက်သွားအောင် လုပ်နိုင်တဲ့အချိန်ကမနက်၈နာရီထိုးချိန်တကယ့်ကိုလင်းလင်းထင်းထင်းနဲ့မျက်မြင်သက်သေ16ယောက်လောက်အနီးနားပတ်ဝန်းကျင်မှာရှိနေတဲ့အချိန် သူတို့ကဒေါက်တာဗစ်တာချန်ကားကိုနောက်ကနေတိုက်ပြီးတော့ရှေ့ကိုကြော်ပြီးပိတ်ချထားလိုက်တော့ဒေါက်တာဗစ်တာချန်ကလည်းကားကိုလမ်းမေးထိုးချပြီးတော့ကားပေါ်ကနေဆင်းလာရတယ်။လူဆိုးနှစ်ယောက်ကလည်းသူတို့ကားပေါ်ကနေဆင်းလာခဲ့တယ်။လူဆိုးတွေကဒေါက်တာဗစ်တာချန်အနားကိုရောက်တာနဲ့လူကဒီဒေါက်တာဗစ်တာချန်ရဲ့လက်မောင်းကိုဖမ်းချုပ်ထားလိုက်ပြီးတော့သူ့ရဲ့ဗစ်စတိုကိုပြလိုက်တယ်။ပြီးတော့သူတို့မှာပတ်စံလိုနေလို့ပတ်စံပေးပါဆိုပြီးတော့တောင်းတယ်။အဲ့ဒီတော့ဒေါက်တာဗစ်တာချန်ကပြောတယ်သူ့အိတ်ထဲကပတ်စံအိတ်ကိုဆွဲထုတ်လိုက်ပြီးတော့ လူဆိုးနှစ်ယောက်အတွက်ပေါ့နော်ချက်လက်မှတ်ရေးပေးဖို့လုပ်တယ်မင်းတို့ဘလောက်လိုချင်တာလဲငါမင်းတို့အတွက်ချက်လက်မှတ်ရေးပေးမယ်လို့ပြောလိုက်တယ်အဲ့ဒီချိန်မှာပဲမျက်မြင်တက်သိတယောက်ဖြစ်တဲ့ David Goff ဆိုတဲ့လူတယောက်ကလမ်းလျှောက်လာခဲ့တယ်အဲ့ဒီလူကိုမြင်လိုက်ရတဲ့အချိန်မှာ Dr. Victor Chan ကဒီအာကိုရသွားပြီးတော့ပေါ့နော်អော်လိုက်တယ်ရေးကိုခေါ်ပါဒီလူတွေမှာတနက်ပါတယ်ဆိုပြီးတော့អော်လိုက်တာ အဲ့တော့ David Goff ကနောက်ပိုင်းမှာပြန်ပြောပြတာကတော့ပေါ့နော်။ "तू อ่ะဒီ military road back ကိုအဲ့လိုအကူအညီတောင်းဖို့ပြေးသွားရင်းနဲ့ပဲ။ Dr. Victor Chan တို့ဘက်ကို तू อ่ะမျက်စိမလွဲဆက်ကြည့်ရင်းနဲ့ပဲ तू อ่ะပြေးသွားခဲ့တယ်။ तू မြင်လိုက်ရတဲ့ဟာကလူဆိုးတယောက်ကသူ့ရဲ့တနတ်ကို Dr. Victor Chan ရဲ့ခေါင်းပေါ်မှာချိန်ထားခဲ့တယ်။ သူတို့ကဒေါက်တာဗစ်တာချန်ကိုတနတ်နဲ့နှစ်ချက်ဆင့်ပြီးတော့ပြစ်လိုက်တယ်။တကယ်လို့တာလူဆိုးတွေကပထမတစ်ချက်ပဲပြစ်ခဲ့မယ်ဆိုရင်ဒေါက်တာဗစ်တာချန်ကတိမမဟုတ်ဘူးတဲ့။ဒီမျက်နာနဲ့သွားတွေထိခိုက်သွားရုံလောက်ပဲရှိမယ်ပေါ့နော်။ဒါပေမဲ့လူဆိုးတွေရဲ့ဒုတိယကြီးနဲ့ဒေါက်တာဗစ်တာချန်ကအသက်ပြောက်သွားခဲ့ရရှာတယ်။ဒေါက်တာဗစ်တာချန်ကိုပြစ်ပြီးတာနဲ့လူဆိုးတွေကဒီဒေးဗစ်ဂော့ဖ်ကိုလည်းတနတ်နဲ့ချိန်လိုက်တယ်။ဒေးဗစ်ဂော့ဖ်ကမပြစ်ဖို့တောင်းပန်ရင်းနဲ့ဆက်ပြီးတော့ပြေးသွားခဲ့တယ်။ တန်ကောင်းနေပေါ့နော်သူကအသက်ပေးရနဲ့လွတ်မြောက်ခဲ့ပါတယ်လူဆိုးတွေကိုဘလို့ဖမ်းမိတယ်လဲဆိုတာကိုမပြောပြခင်မှာဒေါက်တာဗစ်တာချန်ကဘာတူလဲဆိုတာသူ့ရဲ့အကြောင်းကိုအရင်ဆုံးကျွန်မပြောပြချင်ပါတယ်ဒေါက်တာဗစ်တာချန်ကို1963ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာတရုတ်နိုင်ငံရှာဟိုင်းမြို့လေးမှာမွေးဖွားခဲ့တာ သူမိဘတွေကဒီဩစတြေးလျမှာမွေးတဲ့တရုတ်လူမျိုးတွေဖြစ်ပါတယ်1938ခုနှစ်မှာဒီဒုတိယတကြိမ်ဂျပန်နဲ့တရုတ်ကြားပေါ့နော် second sino japanese war ဖြစ်လာတဲ့အချိန်မှာမိသားစုတွေကတရုတ်ပြည်ကနေပြီးတော့ဟောင်ကောင်ကိုပြောင်းရွှေ့ခဲ့တယ်အဲ့ဒီကနေပြီးတော့ကျမတို့ရဲ့မြန်မာနိုင်ငံမှာသူတို့ခဏလာနေတယ်နောက်ဆုံးတော့သူတို့ကတရုတ်ပြည်ဆွီချွန်ဘက်ကိုပြန်ပြီးတော့ပြောင်းသွားခဲ့တယ် ါလေးတွေကဒီဒေါက်တာဗစ်တာချန်ကျောင်းမနေခင်ပေါ့နော်မိဘတွေပြောင်းနေဖြစ်တဲ့နိုင်ငံတွေပေါ့ကမ္ဘာအတော်ဆုံးနှလုံးအစားထိုးခွဲစိတ်ကုဆရာဝန်ကြီးဖြစ်လာမဲ့ကလေးကကျမတို့မြန်မာမျိုးပေါ်မှာနင့်ခဲ့ဘူးတယ်ဆိုတာလေးသိရတော့ဒီအမှုကိုကျမပို့ပြီးတော့စိတ်ဝင်စားသွားခဲ့ပါတယ်ဒီလိုနဲ့ပြောင်းရင်းရွှေ့ရင်းနောက်ဆုံးရောက်သွားတဲ့စီချွန်မှာဗစ်တာချန်လေးကအကြောင်းစနေဖြစ်ပါတယ်1945ကိုရောက်လာတဲ့အခါမှာသူတို့မိသားစုကဟောင်ကောင်မှာအခြေပြန်ချခဲ့တယ် ူ့အသက်12နှစ်သားအရွယ်လောက်မှာ သူ့အမေကရင်သားကင်ဆာနဲ့ဆုံးသွားရတယ်။အဲ့ဒီချိန်ကသူ့အမေရဲ့အသက်က33နှစ်ပဲရှိသေးတယ်။ဒီလောက်ငေသေးတဲ့သူ့အမေကကင်ဆာရောဂါရဲ့နှိပ်စက်မှုတွေကိုပြင်းထန်စွာခံစားရပြီးတော့နာကျင်စွာနဲ့နေရက်တွေကိုခက်ခက်ခဲခဲကြော်ဖြတ်နေရတာကိုမြင်ခဲ့ရတဲ့ Victor Chan လေးကအယမ်းကိုတနာခဲ့တယ်။ သူ့အမေကိုကြည့်ပြီးတော့သူအယမ်းနာကျင်ခဲ့ရတယ်။ဒါကြောင့်သူကြီးလာရင်ဒီလိုမျိုးလူနာတွေကိုတက်တာအောင်ကုစားပေးနိုင်တဲ့အကူအညီပေးနိုင်တဲ့ဆရာဝန်ကြီးဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချခဲ့တယ်အဲ့ဒီအရွယ်လေးမှာသူ့အမေဒီလိုမျိုးကန်ဆာဝေဒနာကိုဆူဆူရွရွခံစားရပြီးမှသေဆုံးသွားတာကကမ္ဘာဆေးလောကအတွက်အဖို့အတန်ဆုံးလူသားတဦးကိုမွေးထုတ်ပေးလိုက်တယ်လို့ဖြစ်လာခဲ့ပါတယ်။ သူ့အဖေက လုပ်ငန်းအဆင်ပြေတဲ့သူဖြစ်ပုံရတယ်။1952ခုနှစ်မှာသူနဲ့သူ့ညီမလေးကိုဩစတြေးလျနိုင်ငံဆစ်နီမြို့မှာရှိတဲ့ဆွေမျိုးတွေနဲ့အတူနေပြီးတော့အစာကြိုးစားဖို့ဆိုပြီးတော့ပို့လိုက်တယ်။အဲဒီကိုရောက်တဲ့အခါမှာ Victor Chan လေးကဒီ Belmore Boys High School နဲ့ Christian Brothers High School တွေမှာအထက်တန်းကျောင်းပြီးတဲ့အထိနေခဲ့တယ်။ သူကအရန်တော်တဲ့ကျောင်းသားလေးပါတဲ့ပြီးတော့ University of Sydney မှာဆေးပညာနဲ့ပထမဘွဲ့ကို1962ခုနှစ်မှာရရှိခဲ့တယ်ပြီးတော့သူက St Vincent's Hospital မှာအဲဒီဆေးရုံမှာအလုပ်တင်ဆင်းခဲ့တယ် တင်းနေမှာရေးထားတာကတော့ "तू က BSc Med ကိုမှ First Class Honor နဲ့ဂုံထူးတွေနဲ့ပေါ့နော်1962ခုနှစ်မှာရခဲ့ပြီးတော့ MBBS ကို1963ခုနှစ်မှာရခဲ့တယ်လို့ပြောထားပါဗျ။နောက်တစ်ချိန်မှာ तू ကကဘာမှာအလွန်တော်တဲ့နှလုံးအစားထိုးခွဲစိတ်ဆရာဝန်ကြီးဖြစ်လာခဲ့ပြီးတော့ သူညီနဲ့ညီမလေးကတော့ Korean Brother Sister နဲ့ Brother တွေဖြစ်လာခဲ့ကြပါတယ်။ဒီနေရာမှာကျမဝန်ခံစရာတခုရှိပါတယ်။ကျမမှာဆေးပညာ background မရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီ Dr. Victor Chan အကြောင်းကိုကျမပြောတဲ့အခါမှာ သူ့ဘဝဖျက်ဆီးမှုနဲ့သူ့ရဲ့ထူးချွန်မှုတွေအကြောင်းကိုပြောတဲ့အခါမှာနားလေမှုရှုပ်ထွေးစေနိုင်တာမျိုးမှားယွင်းပြီးတော့ဘာသာပြန်ပြီးပြောမိတာမျိုးဖြစ်နိုင်ပါတယ်။ကျွန်မဆက်ပြောမယ့်အကြောင်းအရာတွေကိုနားထောင်တဲ့အခါမှာအမှုအကြောင်းကိုပို့ပြီးတော့နားလေစေဖို့အတွက်နောက်ခံကိုသဘောတရားပြောပြနေတယ်လို့ပဲလက်ခံပေးပါ ဈေးပညာနဲ့ပတ်သက်တဲ့အခေါ်အဝေါ်တွေကိုမယွန်းဘာသာပြန်ပြောဆိုမိတာများရှိခဲ့မယ်ဆိုရင်ကျေးဇူးပြုပြီးတော့နားလေတက်ကြွတဲ့ဈေးပညာရှင်မိတ်ဆွေတွေကကျမကို comment ထဲမှာအမားပြင်ပေးပါရှင်။အမှန်ပြောပြပေးပါလို့ကျေးဇူးများကြီးတင်ပါတယ်။ဒေါက်တာ Victor Chan အကြောင်းကိုဆက်ပြောမယ်နော်။ तू က 1965ခုနှစ်မှာအင်္ဂလန်ကိုသွားပြီးတော့ဆေးပညာဆက်သင်ရင်းနဲ့ဆေးရုံအများကြီးမှာအလုပ်ဝင်လုပ်ခဲ့တယ်။သူချစ်စနီးဖြစ်လာမဲ့အန်ကပါတီတစ်ခုကိုသွားပြီးတော့သူကမအီမတာဖြစ်သွားတယ်။နေမကောင်းဖြစ်လာတဲ့အတွက်ကြောင့်ဆေးရုံကိုလာပြခဲ့တယ်။အဲ့ဒီချိန်မှာဒေါက်တာဗစ်တာချန်နဲ့သူတို့တွေ့သွားကြပြီးတော့နောက်ပိုင်းမှာချစ်ကြိုက်သွားပြီးတော့လက်ထပ်ခဲ့ကြပါတယ်။သူတို့မှာသားသမီး3ယောက်ရှိပါတယ်။နောက်9နှစ်ကြာမှာတော့သူကအမေရိကကိုသွားပြီးတော့ဒီ မေယိုကလိနစ်မှာအလုပ်လုပ်ရင်းနဲ့သူ့ရဲ့ဆေးပညာကိုပိုတိုးတက်အောင်လုပ်ခဲ့တယ်။သူကအဲ့ဒီမှာနှစ်နှစ်လောက်အလုပ်လုပ်ခဲ့ပြီးတော့ဆေးရုံအုပ်အထိဖြစ်ခဲ့ပါတယ်။နောက်တော့သူက1982ခုနှစ်မှာအော်စတြေးလျကသူ့အလုပ်တင်ဆင်းခဲ့တဲ့ St. Vincent's Hospital ကိုပြန်လာပြီးတော့ နှလုံးခွဲစိတ်အထုကုအနေနဲ့အလုပ်ဝင်ခဲ့ပါတယ်။အဲ့ဒီမှာသူက1968ခုနှစ်ဩစတြေးလျနိုင်ငံရဲ့ပထမဆုံးနှလုံးအစားထိုးခွဲစိတ်ကုသမှုပြုလုပ်ဖို့အတွက်အဆက်ဆက်အရရာတာဝန်ယူစီမံပေးရတဲ့သူဖြစ်လာခဲ့ပါတယ်။ဩစတြေးလျမှာပထမဆုံးနှလုံးအစားထိုးခွဲစိတ်ကုသမှုလုပ်ခဲ့တဲ့ဆရာဝန်ကြီးဒေါက်တာဟယ်ရီဝင်းဆာအတွက် ူကအကောင်းဆုံးပြင်ဆင်ပေးခဲ့ရတဲ့သူပေါ့နောက်ပိုင်းမှာသူကဒီအရှေ့အာရှနိုင်ငံကဆေးရုံတွေနဲ့ပညာရှင်တွေကြားမှာဆေးပညာဖလှယ်မှုတွေလုပ်နိုင်အောင်အစီအစဉ်တွေအများကြီးကိုဦးဆောင်ပြီးတော့လုပ်ခဲ့တယ်ပြီးတော့ဂျပန်နဲ့အင်ဒိုနီးရှားနိုင်ငံကနှလုံးခွဲစိတ်မှုဆိုင်ရာတရားဝင်အကြံပေးတဲ့သူကလုပ်ခဲ့တယ်သူရဲ့ကျွမ်းကျင်မှုတွေကိုမျှဝေဖို့အတွက်သူကဒီအရှိတောင်အရှောက်ကိုလည်းအကြိမ်ကြိမ်ခီးသွားခဲ့တယ်တဲ့ 1982ခုနှစ်မှာဆိုရင်သူကဩစတြေးလျနဲ့တရုတ်နိုင်ငံကြားနှစ်နိုင်ငံဆက်ဆံရေးကိုပို့ပြီးတော့အားကောင်းအောင်လုပ်ပေးတဲ့တန်တမာရေးတာဝန်တွေကိုလည်းသူကထမ်းဆောင်ခဲ့သေးတယ်။1984ခုနှစ်မှာသူကဩစတြေးလျနိုင်ငံရဲ့ပထမဆုံးနှလုံးအစားထိုးကုသမှုအစီအစဉ်ဌာနကိုသူအလောလောတဲ့ St Vincent's Hospital မှာပဲတည်ထောင်ခဲ့တယ်။အဲ့ဒီဌာနကိုတည်ထောင်ဖို့အတွက်သူကိုယ်တိုင် lobby လုပ် အစိုးရကိုကဝေကြေးရင်းနှီးမြှုပ်နှံပေးနိုင်မဲ့သူတွေကိုသူလော်ဘီလုပ်ပြီးတော့သူကိုယ်တိုင် fundraising တွေလုပ်ပြီးတော့အဲ့ဒီ ဌာနကိုစတင်ခဲ့တာဖြစ်တယ်။သူဦးဆောင်တဲ့ဒီနှလုံးအစားချိုးခွဲစိတ်ကုသတဲ့အဖွဲ့က1984ခုနှစ်ဧပြီလ10ရက်နေ့မှာ Fiona Corti ဆိုတဲ့ကောင်မလေးအသက်16နှစ်ပဲရှိသေးတဲ့နှလုံးရောဂါဝေဒနာကိုဆူဆူရွရွခံစားရပြီးတော့အသက်ဘေးနဲ့ရင်ဆိုင်နေရတဲ့ကောင်မလေးကိုနှလုံးအစားချိုးခွဲစိတ်ကုသမှုတွေလုပ်ပေးခဲ့ကြတယ်။ Fiona က Australia မှာအသက်အငယ်ဆုံးနှလုံးအစားချိုးခွဲစိတ်ကုသမှုခံယူတဲ့သူဖြစ်လာခဲ့ပါတယ်။ အဲ့ဒါလည်းလုံးဝအောင်မြင်ခဲ့တယ်ပေါ့နော်သူဌာနကကဘာပေါ်မှာနှလုံးအစားထိုးခွဲစိတ်ကုသမှုအောင်မြင်မှုနှုန်းအမြင့်ဆုံးဌာနဖြစ်လာခဲ့တယ်တဲ့ဆိုတော့သူတို့ရဲ့ဆေးရုံကလည်းပဲကဘာပေါ်မှာအကောင်းဆုံးဒီနှလုံးအစားထိုးခွဲစိတ်ကုသမှုတွေလုပ်ပေးတဲ့ဆေးရုံဆိုပြီးတော့နာမည်ကြီးလာခဲ့တယ်သူတို့ခွဲစိတ်ကူတာပေးခဲ့တဲ့လူနာတွေကနော်90ရာခိုင်နှုန်းလောက်ကဒီခွဲစိတ်ကူတာမှုခံယူပြီးတော့ဒီပထမတစ်နှစ်ထက်ကျော်ပြီးတော့အသက်ရှင်ကြရတယ်ပေါ့အနည်းဆုံးတစ်နှစ်အထက်အသက်ရှင်ခဲ့ကြတယ်လို့ပြောရမှာပေါ့နော် ဒါအပြင်နှလုံးအလူရှင်တွေရှားပါပြက်လက်တဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်သူကဒီစေပညာရှင်တွေသိပ္ပံပညာရှင်တွေနဲ့အင်ဂျင်နီယာတွေနဲ့အတူနှလုံးဆက်နဲ့ဒီဈေးသက်သာတဲ့နှလုံးအဆုတ်ရှင်အတူကိုပေါ့နော်သူကတီထွင် ထုတ်လုပ်တဲ့နေရာမှာလည်းဥဆောင်ခဲ့တဲ့သူဖြစ်ပါတယ်တဲ့နှလုံးရောဂါဝေဒနာရှင်တွေကိုခွဲစိတ်ကုတတဲ့နေရာမှာအများကြီးအသုံးဝင်တဲ့ဒီနှလုံးအဆုတ်ရှင်အတူကိုအာရှနိုင်ငံနဲ့အခြားနိုင်ငံတွေအများကြီးကလည်းပဲမာယူပြီးတော့သုံးဆွဲခဲ့ကြတယ်ပေါ့နော် သူရဲ့ဒီလိုမျိုးဆေးလောကအတွက်အဖိုးမဖြစ်နိုင်တဲ့လှုပ်ဆောင်ချက်တွေကြောင့်1986ခုနှစ်မှာ Australia အစိုးရကသူ့ကို Companion of the Order of Australia ဆိုတဲ့ဂုဏ်ပြုဆုကိုချီးမြှင့်ခဲ့တယ်။အဲ့လောက်ထိကိုသူကတော်တယ်ပေါ့နော်။1992ခုနှစ်သူအသက်ခံရမယ့်နှစ်အထိဆိုရင်သူခေါင်းဆောင်တဲ့ဒီနှလုံးအစာထိုးခွဲစိတ်ကုသမှုဌာနကနှလုံးရောဂါတွေပေါင်း200ကျော်ကိုကုသခဲ့ပြီးတော့ခွဲစိတ်ကုသမှုအောင်မြင်မှုနှုန်းကတော့ကမ္ဘာမှာအမြင့်ဆုံးဖြစ်ခဲ့ပါတယ်တဲ့။ သူ့ကိုကဘာပေါ်ကအကောင်းဆုံးနှလုံးအထုကိုဆရာဝန်ကြီးအဖြစ်သတ်မှတ်ထားကြတယ်ပြီးတော့သူကဒီနှလုံးခွဲစိတ်ကုသမှုနဲ့နှလုံးအစာချိုး ကုသမှုပညာရဲ့ကဘာတွမ်းမှာပိုကောင်းလာအောင်အမြဲတမ်းပါဝင်နေခဲ့တဲ့သူလှုပ်ဆောင်ပေးနေတဲ့သူဖြစ်ပါတယ်တဲ့။သူကဒီ Australia UK America နဲ့ဒီအာရှပေါ့နော်။စိတ်သက်ကတူတွေចောင်းကြီးတွေမှာလည်းဒီနှလုံးအစားထိုးခွဲစိတ်ကုသမှုနဲ့ပတ်သက်တဲ့သူ့ရဲ့ပညာတွေကိုမျှဝေခဲ့တဲ့သူပါတဲ့။ဒီလိုမျိုးအသက်50ကျော်အရွယ်လေးမှာအသက်ခံလိုက်ရတာကကဘာကြီးအတွက်တကယ်ကိုဆုံးရှုံးမှုကြီးတစ်ရက်ပဲဖြစ်ခဲ့တယ်ပေါ့နော်။အရန်နှမျောစရာကောင်းတယ်။ သူရဲ့ဒီဆေးလောကအကျိုးပြု အောင်မြင်မှုတွေကကမ္ဘာတည်င်းစာနဲ့ဩစတြေးလျနိုင်ငံတည်င်းစာတွေမှာနေရာယူခဲ့တယ်။ဒါကသူ့အတွက်တီမင်းကိုလက်ရက်ခေါ်သလိုဖြစ်သွားခဲ့တယ်။လူဆိုးတွေကသူ့ကိုဒီတည်င်းစာတွေမှာမြင်ပြီးမှဩစတြေးလျမှာလာပြီးတော့ကြီးပွားနေတဲ့အာရှနိုင်ငံသားအဖြစ်သူ့ကိုမြင်ပြီးတော့သူ့စီကနေဓမြတိုက်ဖို့ဆိုပြီးသူ့ကိုတာဂက်ထားခဲ့ကြတာ။အဲ့ဒီလူဆိုးတွေက ပထမဆုံးကျမပြောပြခဲ့တဲ့အာရှသားလူဆိုးခိုင်းအဖွဲ့သားတွေ သူတို့ကဒီဒေါက်တာဗစ်တာချမ်မိသားစုကိုတောက်လျှောက်စောင့်ကြည့်လေ့လာနေခဲ့ကြတာဒေါက်တာဗစ်တာချမ်ကလည်းပဲ a man of routine ဆိုတဲ့လူလူစားမျိုးစက်ရုပ်တရုပ်လို့ပေါ့အင်းကနေပုံမှန်ဒီချိန်ဆိုထွက်မယ်ဒီလမ်းတိုင်းမောင်းမယ်ဒီမှာအလုံးလုံးမယ်ဒီချိန်ဆိုရင်ဒီလမ်းကနေဒီအိမ်ကိုပြန်မယ်ကားပေါ်ရောက်တိုင်းမိန်းမနဲ့ဖုန်းပြောရင်ကားမောင်းမယ်ဆိုတဲ့လူစားမျိုးသူ့ကိုအယမ်းမှန်းရလွယ်တယ်ဒါကြောင့်လူဆိုးတွေကသူ့မိသားစုကိုချိန်တာမအောင်မြင်တဲ့အတွက်ကြောင့်သူ့ကိုပြန်ပြီးတော့တာဂက်ထားခဲ့တာ လူသက်သမား၂ယောက်ကသူတို့အစီအစဉ်အတိုင်းနောက်ငွေညစ်တဲ့အကြံစီကမဖြစ်လာဘဲနဲ့ဒေါက်တာဗစ်တာချန်ကိုတနတ်နဲ့ပြစ်ပြီးသွားတဲ့အခါမှာသူတို့ကအကဘော်တက်ပြီးတော့မောင်းထွက်သွားကြတယ်။သူတို့ဒေါက်တာဗစ်တာချန်ကိုတတ်တာလူ၁၆ယောက်လောက်မျက်မြင်သက်တည်ရှိခဲ့တယ်။ဆိုတော့အဲ့ဒီလူတွေရဲ့11ထွက်ဆိုချက်အသေးစိတ်ပေါ့နော်ပြောပြတဲ့ချက်အရလူဆိုးတွေကဘလို့ပုံစံမျိုးနဲ့နော်အာရှသားတွေဆိုတာမျိုးကိုပုံဖော်နိုင်ခဲ့ကြတယ်။ ပြီးတော့အခင်းဖြစ်တဲ့နေရာရတဲ့တက်တဲ့ပစ္စည်းတွေအရာလဲလူသက်သမားတွေကိုခြေရခံလို့ရေးတွေကရသွားခဲ့တယ်။သူတော်ကောင်းကိုပြစ်မှားခဲ့တဲ့ဒီလူဆိုးနေရောက်အတွက်ကလူမြောက်ဆရာအကြောင်းမရှိခဲ့ပါဘူး။လူတော်လူကောင်းတယောက်ကိုပြစ်မှားခဲ့တဲ့ဒီလူဆိုးနေရောက်အတွက်ကလူမြောက်ဆရာအကြောင်းမရှိပါဘူး။အခင်းဖြစ်ပွားတဲ့နေရာနာကမျက်ခင်းပေါ်မှာ လေရင်လက်မှတ်နဲ့သူ့ရဲ့မလေးရှားနိုင်ငံ ID ကတ်တွေပါတဲ့ပစံအိတ်ကိုကြကြံခဲ့တယ်။ ရေးရီပြောတာကဒီလိုမျိုးဖြစ်တာအင်မတန်ရှားတယ်လို့ဆိုတယ်။ဘာကြောင့်လဲဆိုရင်ဒီမှုခင်းကသူတို့ကကြိုတင်ကြံစီပြီးတော့လှုပ်တဲ့မှုခင်းဒီလိုကြိုတင်ကြံစီပြီးလှုပ်တဲ့မှုခင်းလိုမျိုးမှာအခုလိုမျိုးကိုယ့်ရဲ့ ID ပါတဲ့ပတ်စံကြီးကြကြံခဲ့တယ်ဆိုတာမျိုးကဟိုဖြစ်လက်ဖြစ်တာတိတ်မရှိဘူးပေါ့နော်။အင်မတန်ရှားတယ်ပေါ့။ဆိုတော့သူတို့ကဒါကတကယ်ပဲလူဆိုးတွေမတော်တဆကြကြံခဲ့တာလား။ ဒါမှမဟုတ်လို့ရှိရင်ဒဇုံတယောက်ကိုထောင်ချောက်ဆင်ထားခဲ့တာလားပေါ့အသက်ခံရတဲ့သူကလည်းအာရှသားတက်တဲ့သူကလည်းအာရှသားဆိုတော့ဒါကရိုးရိုးသားသားဒူးဆိုင်မှုမှဟုတ်ရဲ့လားနောက်ွယ်မှာဘလောက်ကြီးမားတဲ့ဂိုင်းကြီးတွေများရှိနေမလဲစသဖြင့်ရေးတွေကအတော်ကောင်းရှုပ်ခဲ့ကြရတယ် ဒေါက်တာဗစ်တာချန်အသက်ခံရတဲ့တည်င်းကချက်ချင်းပဲဩစတြေးလျတနင်္ဂနွေလုံးတာမကတကဘာလုံးကတည်င်းနေမှာပါအုံအုံကြွကြွဖြစ်သွားခဲ့ပါတယ်။ဒီလောက်တော်တဲ့ဆရာဝန်ကြီးကဘာဖြစ်လို့လူဆိုးတွေတက်တာခံလိုက်ရတာလဲဆိုပြီးတော့တီအိုတွေလည်းအမျိုးမျိုးထုတ်ခဲ့ကြတာပေါ့။အဲ့ဒီထဲကတခုကတော့ဒေါက်တာဗစ်တာချန်ကဒီတရားမဝင်ကလီစာတွေကိုအာရှသားဒူးစရိုက်ဂိုင်းသားတွေနဲ့ပေါင်းပြီးတော့ အယောင်အဝေတွေလုတ်ခဲ့တဲ့အတွက်အဝေမမျှဖြစ်ပြီးတော့လူဆိုးတွေကလာတက်သွားတာစတဲ့မဖြစ်နိုင်တဲ့ theory တွေကအစအနမေးကြီးလာခဲ့သေးတယ်။တချို့ကတော့ဒီတရုတ်နိုင်ငံရဲ့ဒီမိုကရေစီလှုပ်ရှားမှုနဲ့သက်ဆိုင်နိုင်တယ်လို့တရုတ်အစိုးရကတတ်ခိုင်းတာဖြစ်နိုင်တယ်လို့အမျိုးမျိုးပြောခဲ့ကြတယ်ပေါ့နော်။ပြီးတော့ရေးတွေကမြင့်မြင့်သက်သေတွေပြောပြလို့လူဆိုးတွေရဲ့ကားအမျိုးအစားနဲ့နံပါတ်ကိုလည်းရေးတွေကရလိုက်တယ်။အဲဒါကြောင့်မလို့သူတို့ကဖမ်းဖို့တေးလွန်စတွေကိုလည်းထပ်ပြီးတော့ရသွားတယ်ပေါ့နော်။ဒီလင်းနဲ့ လူကအရင်တော့ကလည်းဒုစရိုက်ပစ်တွေလုပ်ခဲ့တဲ့အတွက်ရေးမတမ်းမှရှိနေတဲ့သူလည်းဖြစ်နေခဲ့တယ်။ပြီးတော့သူတို့ကောက်ရထားတဲ့ပတ်စံအိတ်ထဲက identity card ကအသက်48နှစ်အရွယ်လူရဲ့ကရေးတွေကချက်ချင်းသွားဖမ်းလိုက်ရင်သူကအဲ့ဒီ card ကိုကြပြောက်သွားတာပါလို့ပြောပြီးတော့ညင်းမှာဆိုတော့သူ့ကိုမဖမ်းသေးဘဲနဲ့အရင်ဆုံးစောင့်ကြည့်တာရောပဲလုပ်နေကြသေးတယ်အသေးစိတ်ပေါ့သူဘယ်သွားလဲဘယ်သူနဲ့စကားပြောလဲစသဖြင့်ကြည့်ထားကြတယ် တနေ့တော့လူကလေးစိတ်ကိုသွားတဲ့ဘတ်စကားပေါ်မှာတက်သွားတာကိုတွေ့လိုက်ရတဲ့အတွက်ကြောင့်သူ့ကိုချက်ချင်းဖမ်းဖို့ဆုံးဖြတ်လိုက်ကြတယ်။ရေးတွေကလေးစိတ်မှာသူဘတ်စကားပေါ်ကနေဆင်းလာမှာကိုစောင့်ပြီးတော့ဖမ်းခဲ့ကြတယ်။သူကလူမြောက်ခန်းကြီးဆဲဆဲမှာဖမ်းခံလိုက်ရလို့တုံလုံသွားတဲ့ပုံရတယ်တဲ့။လူကို1992ခုနှစ်ဇူလိုင်လ23ရက်နေ့ဒေါက်တာဗစ်တာချန်အသက်ခံရပြီးတော့9ရက်မြောက်နေ့မှာပဲအော်စတြေးလျနိုင်ငံမေးဘုံလေးစိတ်မှာဖမ်းမိခဲ့ပါတယ်။ ဒီမီဒီယာတွေကိုရှောင်ဖို့အတွက်ပေါ့နော်သူ့ကိုချက်ချင်းပဲစစ်နေကိုပို့လိုက်ကြတယ်သူ့ကိုစစ်မေးတဲ့အချိန်မှာသူက1992ခုနှစ် January လသူ့ Australia ဆရောက်ကြတဲ့အသူ့ရဲ့ပတ်စံအိတ်ကပျောက်သွားခဲ့ပါတယ်ဒေါက်တာ Victor Chan အသက်ခံရတဲ့ကိစ္စကို तू မသိပါဘူးဆိုပြီးတော့ဘူးခံညင်းတာဒါပေမဲ့သူ့ရဲ့ပတ်စံအိတ်ထဲမှာရှိနေတဲ့ထီလက်မှတ်တစောင်ကအဲ့ဒီဂျွန်လကမှဝယ်ထားတဲ့ဟာဖြစ်နေတဲ့အတွက်ကြောင့် तू ကမငင်းနိုင်ဘူးဖြစ်သွားခဲ့တယ်လူကိုရပြီဆိုတော့ဒုတိယလူက အသက်32နှစ်အရွယ်ဖိလစ်လင်းဆိုတာကိုလည်းရေးတွေကတိလာရတယ်။သူကဩစတြေးလျမှာအမြဲတမ်းနေထိုင်ခွင့်ရထားပြီးသားမေဘုံကစားတောက်ဆိုင်မှာအလောလောတဲ့သူ။ရေးကသူ့ကိုတိသွားတဲ့အချိန်မှာသူကမလေးရှားထီကိုထွက်ပြေးသွားပြီးဩစတြေးလျမှာမရှိတော့ဘူး။ဒါကြောင့်မို့လို့ဩစတြေးလျနိုင်ငံကရေးတွေကမလေးရှားနိုင်ငံကတော်ဝင်ရေးဌာနနဲ့ပူးပေါင်းပြီးတော့လင်းကို လိုက်ရှာပြီးတော့ဖမ်းခဲ့ကြရတယ်။ ရေးတွေကလင်းနဲ့ပတ်သက်မှုရှိတဲ့ night club တွေမှာဒီတိုင်လုံးနဲ့ကတဲ့အကမေလေးခစ်တီယိုကိုပါစောင့်ကြည့်ခဲ့တယ်။သူ့ရဲ့ credit card အသုံးပြုမှုတွေကအဆနော်ဘဘသူနဲ့ဆက်သွယ်တဲ့လဲအဆုံးအကုန်စောင့်ကြည့်ရနေပြီးတော့လင်းနဲ့ပတ်သက်တဲ့တင်းလွန်စတွေကိုရခဲ့ကြပြီးတော့လင်းကကွာလာလမ်ပူကဂိတ်ကနေပြီးတော့ခီးတစ်ခုကိုသွားဖို့လုပ်နေတဲ့အချိန်မှာဖမ်းမိခဲ့ပါတယ်။ပြီးတော့သူ့ကိုမလေးရှားနိုင်ငံတော်ဝင်ရေးတွေနဲ့အာနာပိုင်တွေကအော်စတြေးလျကိုအမှုရင်ဆိုင်ဖို့ဆိုပြီးတော့ပြန်ပို့လိုက်ကြတယ် သူ့ကိုဖမ်းမိတာကဒေါက်တာဗစ်တာချန်ကိုတတ်ပြီးတော့လေးလအကြာလောက်မှာဖမ်းမိသွားတာပါဒီအမှုစုံစမ်းစစ်ဆေးမှုเนาะမလေးရှားနဲ့ပူပေါင်းဆောင်ရွက်မှုတွေကိုစစောပိုင်းမှာကျွန်မပြောပြခဲ့တဲ့အာရှသားဒုစရိုက်ဂိုင်းသားတွေကိုနှိမ်နင်းဖို့ဖွဲ့ထားတဲ့ Task Force Oak ကနေပြီးတော့ဂိုင်းတွဲခဲ့တာဖြစ်ပါတယ်1992ခုနှစ်ခရစ်စမတ်ကာလမတိုင်ခင်ရက်အနည်းငယ်လိုမှာပဲဒေါက်တာဗစ်တာချန်ကိုတတ်တဲ့လူလူဆိုးနှစ်ယောက်ထဲကဒီ တနတ်မောင်းဖြုတ်တဲ့သူပေါ့အသက်49နှစ်အရွယ်ထွေဆန်းလီယိုကိုထောင်နဲ့16နှစ်ချခဲ့တယ်ဖရိုးကိုအနှစ်20ထောင်မှနေပြီးရဲ့နောက်မှာရှောက်ခွင့်ရှိမယ်ပေါ့ပြီးတော့ဒီအသက်33နှစ်အရွယ်ဖိလစ်လီမိုတော့သူကထောင်နဲ့24နှစ်ချတယ်ထောင်ထဲမှာ16နှစ်နေပြီးလို့ရှိရင်ဖရိုးရှောက်ထားခွင့်ရှိတယ်လို့အမိန့်ချခဲ့ကြတယ်ကဘာဖို့တန်နှလုံးအစားချိုးခွဲစိတ်ဆရာဝန်ကြီးကိုတတ်ခဲ့တဲ့ဒီလူဆိုးနှစ်ယောက်ကတိချက်ကြီးမားတဲ့ထောင်တန်နဲ့တောင်ထိုက်တန်နေလို့ကျွန်မအမြင်နဲ့ သူတို့နဲ့အတူအစီအစဉ်ကိုစတိုင်ပင်တော့ပါခဲ့တဲ့ဒီ Stanley Knack ဆိုတဲ့သူကိုတော့လက်တွေ့မှာသူမပါဝင်မဲနဲ့ဆော့ဆော့နှုတ်ထွက်ခဲ့တာတကြောင် သူတိတိမြအားလုံးကိုဖွင့်ဟဝင်ခံတက်တေခံပေးခဲ့တာတကြောင်ပြစ်ဒဏ်မချဘဲနဲ့လူငင်းချမ်းသာခွင့်ပေးခဲ့ကြတယ် လူဆိုးနှစ်ယောက်ရဲ့လောဘနဲ့မိုက်မဲမှုကြောင့်အသက်ဆုံးရှုံးသွားရတဲ့ဒေါက်တာဗစ်တာချန်ကိုနိုင်ငံတော်စာပနအခမ်းအနားနဲ့တကြိုခဲ့ကြပြီးတော့သူ့ရဲ့ပြာကိုသူအလုပ်လုပ်တဲ့ St. Vincent's Hospital ရှေ့က Green Park အမတ်တရနေရာလေးမှာမြုံနံထားကြပါတယ်။2030ခုနှစ်ရောက်တဲ့အခါမှာလင်းကခြောင်ထဲမှာ18နှစ်နေပြီးသွားပြီဆိုတော့သူ့ကိုဖရိုးနဲ့လွတ်ပြီးတော့မလေးရှားနိုင်ငံကိုနေနေတမ်းပေးလိုက်တယ်။ဒေါက်တာဗစ်တာချန်ကိုတတ်တဲ့လူကလည်းပဲ ထောင်အနစ်20ကျပြီးတဲ့နောက်မှာ2012ခုနှစ်မှာဖရိုးနဲ့ထောင်ကနေထွက်လာပြီးတော့မလေးရှားနိုင်ငံကိုနေနင်တန်ပြေးလိုက်ကြပါတယ်လျူကသူ့ကိုဖရိုးပေးတဲ့မပေးတဲ့ပြန်ပြီးတော့ကြားနာမှုလုပ်တဲ့အချိန်မှာသူလုတ်ခဲ့တဲ့အမားကိုလေးလေးနက်နက်တောင်းပန်သွားခဲ့တယ်။ပြီးတော့ထောင်ထဲမှာသူအနစ်20နေခဲ့ရတာကသူ့ကိုကောင်းကောင်းဆုံးမပြီးပညာပေးပြီးဖြစ်ပါတယ်ဆိုပြီးတော့လည်းသူကပြောခဲ့တယ်။ 1984ခုနှစ်မှာဒေါက်တာတီထောင်ခဲ့တဲ့ foundation ဖြစ်တဲ့နှလုံးယောဂါနဲ့နှလုံးခွဲစိတ်မှုဆိုင်ရာပညာရေးနဲ့တီထွင်မှုတွေအတွက်ပေါ့နော်ရန်ပုံငွေပေးတဲ့ foundation ကလည်းအခုဒေါက်တာချန်မရှိတော့ပေမဲ့သူ့ရဲ့သမီး Vanessa Chan ရဲ့ဥဆောင်မှုအောက်မှာဒီကနေ့အထိဆက်လက်တည်မြဲလေးပတ်နေပါတယ်တဲ့နိုင်ငံအဝန်းသူ့ကိုဂုံပြုတ်ပြီးတော့မိခေါ်တဲ့အမတ်တရားနေရာတွေ အများကြီးရှိခဲ့ပါတယ်သူတက်ခဲ့တဲ့ဒီ Christian Brothers High School ကလည်းပဲသူတို့ကျောင်းရဲ့ဒီသိပ္ပံတက်ခွဲခန်းတွေကို Dr. Victor Chan Science Lab ဆိုပြီးတော့မိခေါ်ခဲ့ကြတယ်1994ခုနှစ်မှာလည်းသူ့နာမည်နဲ့ Dr. Victor Chan Cardiac Research Institute ဆိုပြီးတော့နှလုံးနဲ့ဆိုင်တဲ့ယောဂတွေနဲ့ပတ်သက်တဲ့ကောက်ကွေချင်းရှာဖွေခြင်းနဲ့ကုသချင်းဆိုင်ရာသူ့သေတနာဌာနကိုဖွင့်လှစ်တဲ့အခမ်းအနားမှာလည်းပဲဝင်ကြီးချုပ် Paul ကိုတိုင်လာပြီးတော့ဖွင့်လှစ်ပေးခဲ့ပါတယ် 1999ခုနှစ်မှာအော်စတြေးလျနိုင်ငံရဲ့ဝန်ကြီးချုပ်ဂျွန်ဟောဘတ်ကဒေါက်တာဗစ်တာချန်ကို Australian of the Century ရာစုနှစ်တခုမှာတယောက်ထွန်းတဲ့ Australian နိုင်ငံသားလို့ဂုဏ်ပြုကြောင်းကြေညာခဲ့ပါတယ်2018ခုမှာလည်းပဲ Sydney က Ferry တခုကိုဒေါက်တာဗစ်တာချန်ကိုဂုဏ်ပြုတော့အားဖြင့်ဒေါက်တာဗစ်တာချန် Ferry ဆိုပြီးတော့မိခေါ်ခဲ့ကြတယ်2008မှာလည်းပဲ St Vincent's Hospital မှာဒေါက်တာဗစ်တာချန်ကိုဂုဏ်ပြုတဲ့အဆောက်အဦတခုကိုသူကဆောက်လုပ်ခဲ့ကြပါတယ် တခြားသူ့ကိုဂုံပြူတာတွေကအများကြီးရှိအောင်ပါဗောနော် လူ့ကိုဖိုးတန်တယောက်ကလူမိုက်နှစ်ယောက်ရဲ့လောဘကြောင့် เนาะအသက်ဆုံးရှုံးသွားခဲ့ရပေမဲ့သူစားခဲ့တဲ့အလုပ်တွေเนาะသူတီထောင်ခဲ့တဲ့အလုပ်တွေပညာရက်တွေကသူ့ရဲ့ကိုစားဆက်ပြီးတော့ယနေ့အချိန်ထိလူသားတွေကိုအကျိုးပြုအသက်တွေကိုကေဆယ်ပေးနေပါတယ်။ဩစတြေးလျများရောက်ခဲ့ရင်เนาะအ ਨੇ ဆုံးတော့ကျမကသူ့ကိုမြုံနံထားတဲ့ဒီသူ့ရဲ့အုပ်ဂူရှိတဲ့ပန်းချံဒါမှမဟုတ်လို့ရှိရင်သူ့ကိုဂုံပြုထားတဲ့ဒီ St. Vincent's Hospital ကအဆောက်အဦးတစ်ခုကိုတော့အ ਨੇ ဆုံးသွားလေခဲ့ပါအောင်မယ်လို့ကျမကတော့တေးထားလိုက်ပါပြီ။ ဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။ Rocky the Storyteller YouTube Channel ကနေပြီးတော့ခုလိုမျိုးစိတ်ဝင်စားစရာဖြစ်ရမှမုခင်းတွေကိုရှာဖွေလေ့လာပြီးတော့တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့် Rocky the Storyteller YouTube Channel ကို Like and Subscribe မလုပ်ရသေးဘူးဆိုရင်ကျေးဇူးပြုပြီးတော့လုပ်ပေးခဲ့ပါအောင်နော်။ကျမအစ်စ်တင်လိုက်တိုင်းမိတ်ဆွေတို့စီမှာတင်းဆိုပြီးတော့노တီတက်လာတာကိုတည်ရအောင်လို့လဲခေါင်းလောင်းပုံလေးကိုနှိပ်ပေးခဲ့အောင်နော်ကျေးဇူးများတင်ပါတယ် nào video mà biến tuyên mình nó. Bye bye!